ထားခဲ့ခံရတဲ့ခံစားချက်ကဘယ်လိုနေလဲပြည်။အာရင်ထဲမှာအော်ပြီးတော့ပြောရတော့အဲ့ဒီရှုကေမန်နေဂျာကိုမျက်နှာကိုမကြည့်ရင်တော့ပြည်ရဲ့အရှင်ပြေအောင်မျှတာပြီးလုပ်ပေးတဲ့သူတွေလည်းရှိပါတယ်။မလုပ်ပေးနိုင်လို့ရှုကေမန်ကြီးနာတယောက်ကဆိုရင်ကျွန်တော်ဖောက်တယ်ဗျ။နေနေလေးတော့ကြမယ်ပြောတာနဲ့ तू ကနောက်ကြလို့အဆင်မပြေဘူးကဲ။အော်အဆင်မပြေဘယ်လိုလုပ်မလဲဗျာ အရှင်ပြေတဲ့နီးနဲ့လှုပ်လိုက်ရမလားတဲ့အရှင်ပြေတဲ့နီးနဲ့လှုပ်လိုက်ရမလားဆိုတော့တွေးကြရတယ်အများကြီးပဲဗျာကျွန်တော်ရေလွှဲပေးမှလားဘယ်လိုလုပ်ပေးမလဲမဟုတ်ဘူးဗျာကျွန်တော်ဖြုတ်ချရတယ်အဲ့ရွှေမြဲမှာအဖိုးဖြစ်သွားတယ်ကျောင်းကတော့ဟိုးမော်ရွှေမြဲမွေးစားလိုက်တာပေါ့နော်သူက အဖိုးအဖေမိုးစားလိုက်တော့အဖိုးညာပါဝင်ခွင့်ရတာပေါ့ဟိုအရင်ကတော့ညီမဆောင်ကိုရှမ်းထုံးကလည်းပဲဖေးကြီးဖေးကြီးနဲ့ငိုတဲ့ကချစ်နေကြတဲ့အသမီးတွေပေါ့မိုးဆက်ကတော့တော့ကြာမရှိပါဘူးအားလုံးကသားဖားလိုထောင်ထင်ကြတာလေအဲ့တော့ဒီနေရာမှာလဲဒီအဖိုးနေရာကနေပြီးတင့်တော်တယ်ဆိုပြီးတော့သူဆွဲကပ်ပြီးလိုက်တာပေါ့အဲ့ဒါလဲပါသွားရပါပဲလောက်က များတဲ့ခါလည်းများပါတယ်များတဲ့ခါလည်းများပါဘူး။ကျဲတဲ့ခါလည်းတော်တော်ကျဲပါတယ်။အနည်းငယ်လေးကျွန်တော်တို့လုပ်တွေတစ်ခါတည်းလေးလေးအလုံးမရှိတာအရာကြီး။ဒါပေမဲ့တစ်ခါလေးအားတဲ့တည့်ရဲသေးဘူးလေ။သုံးလေးခုလားဆုံး။အဲ့ဒါမျိုးရဲ့ခန်းသာဖြစ်တယ်။ဖြစ်တော့သူတော်ကတော့ဟိုဟိုရေကောင်းရေမြရေရစားတွေရွေးတော့အဲ့ဒါမျိုးတွေလည်းဖြစ်မှာပေါ့ဗျာ။အဲ့တော့အဲ့လိုဖြစ်တော့ကျွန်တော်ကအလိုအဲအဲအဲ့လိုဖြစ်တတ်ပါလေ။ အဲ့တော့တခါလေလဲကို့အပေါ်မှာချိတ်ခင်ကျင်းသားသွားနဲ့ကျွန်တော်တို့ဒီလိုစိုင်းနေပြီဗျာဆိုရင်အချင်းပြေအောင်မျှတာပြီးလုပ်ပေးတဲ့သူတွေလည်းရှိပါတယ်မလုပ်ပေးနိုင်လို့သူပြန်မာဂျင်နာတယောက်ကဆိုရင်ကျွန်တော်ဟောက်တယ်ဗျကျွန်တော်မှာဟိုဘက်မှာတိုက်တယ်ငကိုလေးကကျွန်တော်ဒီမှာတိုက်နေတယ်အဲ့ဒီရက်ကြရင်ကျွန်တော်ဒီဘက်ကိုလည်းကျွန်တော်ပြောထားတယ်ဟိုဘက်ကိုလည်း ကူးမယ်လို့ပြောထားတာနည်းနည်းလေးနောက်ကျမယ်ပြောတာနဲ့ तू ကနောက်ကျလို့အဆင်မပြေဘူးကဲ့တော့အဆင်မပြေဘယ်လိုလုပ်မလဲဗျာအဆင်နဲ့ပြေတဲ့နီးနဲ့လုလဲရမလားတဲ့အဲ့လိုပြောတယ်ကျွန်တော်အဆင်ပြေတဲ့နီးနဲ့လုလဲရမလားဆိုတော့တွေးကြရတယ်အများကြီးပေါ့ဗျာကျွန်တော်ကိုရဲလွဲပေးမှလားဘယ်လိုလုပ်ပြန်မဟုတ်ဘူးဗျာကျွန်တော်ကိုဖြုတ်ချရတယ်ကျွန်တော်ကိုဖြုတ်ချပြီးကျွန်တော်နေရာကိုတပြင်းလူတွန်းလိုက်အရှိရှိရမှရတဲ့ ချူတင်မန်နေဂျာတယောက်ရဲ့ရက်ဆက်မှုနော်ကျွန်တော်ကျွန်တော်မှအဲ့ဒီတွေ့ခုဘက်မှာပြောထားပြီးမျက်နှာငယ်ခံထားပြီးတော့ပြောထားပြီးတော့ခုဘက်ကလည်းခွင့်ပြုပေးပါရင်းနဲ့နည်းနည်းလေးအချိန်ကွာဟမှုလေးရှိတာကိုတောက်မှန်းနဲ့မနေ့စောကြီးဝင်အောင်နေနေကင်းတော့မှရောက်ပြရမယ်ကျွန်တော်ဒီဘက်ကဟာလီမနေပြတာလေးလုတ်ပေးပြစီဒါလေးပြောတာကိုအဲ့ဒါအချိန်မပြေနိုင်ဘူးတဲ့အချိန်ပြေတဲ့နည်းနဲ့လုတ်ပေးရမလားတဲ့ဟုတ်ကဲ့ခင်ဗျာအချိန်ပြေတဲ့နည်းနဲ့လုတ်ပေးနိုင်ရင်လုတ်ပေးပါဆို အားလုံးလည်းဖြုတ်ချရတယ်။တပင်းလူအသားတင်းလိုက်တော့နောက်ဆုံးမရဟုတ်တယ်ဟုတ်တယ်ဒီလောကမှာအဲ့လိုကြီးရှိရဲ့တချို့သူတင်မနေဂျာတွေကလေဟိုပြေးလည်းမယူဖြတ်ဆန်းလက်ဆန်းလည်းမလုပ်အဲ့လိုရှူတင်မနေဂျာတွေရှိတယ်တချို့ကြတော့ဒီလိုယူမယ် ဒီလိုပေးမယ်ဖြစ်လားဟုတ်ကဲ့ဖြစ်ပါဘူးဖြစ်ပါဘူးလို့ပြောနိုင်တဲ့စွမ်းအားတွေဇက်ဖို့ဇက်ရံဒီမှာညာတို့အပြင်မရှိကြပါဘူးထားခဲ့ခံရတဲ့ခံစားချက်ကဘလို့နေလဲဖြစ်ဟာရင်ထဲမှာအောင်ပြီးတော့ပြောရတော့အဲ့ဒီရှုခင်မန်နေဂျာကိုမျက်နှာကိုမကြည့်ရင်တော့လည်းဖြစ်ရဲ့တကယ်ပြောတာအခုဒီနေ့အထိလဲနောက်ထပ်ဆုံဖို့မကြိုးစားတော့ဘူးသူ့ကိုလည်းတိတ်လဲမတွေ့အောင်ရှောင်တော့တာပဲဘာလို့ဆိုရင်ထဲမှာနားကြံခဲ့တယ် ။အော်တို့အမှုပညာရှင်ရဲ့ပုံမှာနားလည်မပေးနိုင်တဲ့လူပါလားလို့အဲ့ဒီလိုပဲ။ तू ကတစ်ဖက်တပဲ။တစ်ဖက်တပဲကြည့်တယ်။ကျွန်တော်တို့အမှုပညာသမားတွေအပေါ်မှာလုံးဝမကြည့်ပါဘူးဗျာ။အဲ့ဒီမန်နေဂျာဒီနေ့ဒီလေးရှိပါလေကျွန်တော်စိတ်မကောင်းပါဘူး။တကားတကားကိုလာငားပြီဆိုရင်ထူတောင်းနေရတယ်တထေကမဟုတ်ပါဘူးတထေကမဟုတ်ပါသေးတယ်တထေကမဟုတ်ပါသေးနဲ့မျိုးမျိုးတွေနော် ဘလောက်ချမ်းသာတဲ့တထေးမျိုးလဲကိုနေရမဲ့တိုက်အိမ်နဲ့လိုက်အောင်ဝတ်နိုင်စားနိုင်မှုကျွန်တော်တို့စပူစားရနေမှာကြိုးစားရပါတယ်တခါတလေမကြံဘူးတခါလေမကြံဘူးကျွန်တော်အဲ့ဒီဇလန်းတွဲလေအိန္ဒိချင်းအထာဆိုကျွန်တော်ရိုက်တယ်အဲ့ဒီဇလန်းတွဲမှာကျွန်တော်မသိဘူးနော်ဘယ်လိုရိုက်မယ်ဆိုတော့မသိဘူးရမ်းပြီးတော့ကျွန်တော် ျွန်တော်ဘုရားမှာအများဆုံးတောင်းတဲ့ရေးပေါ့ကျွန်တော်သိန်း80တောင်းပြီးတယ်သိန်း80တောင်းလို့ပြီးတယ်ပြီးတော့ကျွန်တော်အဲ့သိန်းကောက်ရိုက်တယ်ရိုက်တော့ကျွန်တော်သိန်း80ရတော့ပြောနေတယ်ပြောနေတယ်ဒါပေမဲ့သူကအိမ်နေရင်သာဆိုခုမတိန်ဒီဘက်တိန်ဆိုခုမဟုတ်ဘူးဗျာဒီဘက်အိမ်ကိုရိုက်နေရင်ခုဘက်အိမ်ကလူတွေတက်လာတာပေါ့ခုဘက်ကိုရိုက်နေရင်ဒီဘက်အိမ်ကတက်ဒီလိုထင်တာရဲ့ မဟုတ်ဘူးဟိုဘက်မှာကမ္ဘာတစ်ဆိုင်ဒီဘက်မှာတစ်ဆိုင်တနေ့ကို၅စီးအနည်းဆုံးရိုက်တယ်အတနေ့ကို၅စီးတော့လောက်ရိုက်လေဆို3လနဲ့7ရက်ရိုက်တယ်ရပောင်းတရားနဲ့တရက်နော်3လဆိုတော့ဟုတ်တယ်တရားတရက်တရားတရက်မှာတနေ့ကို၅စီး၅ဆိုတွက်ကြည့်လားအဝယ်စား900အစိုးရ900လောက်ကိုလဲရတာ နော်အဲ့ဒါကိုခက်ခက်ဘူးကဘူးတရားဝေးတဲ့ဟာဒီလိုက်ရှာရှာထုတ်ခါလေးအထွက်လုံးလိုက်ရတာဆိုရဘယ်90ဘာကြံပါလဲ90လောက်တောင်းတဲ့အိစာမှာအထူးကမျက်နှာပြည့်ရှင်သေးတယ်မလျှော့နိုင်တော့ဘူးလားလို့ပါလို့ဆိုတာဒါကကျွန်တော်ကျွန်တော်တို့ပဲပေါ်တယ်အဲ့လိုပြန်နားလည်းပြေးနိုင်သိကောင်းပါမနော်အဲ့လိုအဲ့လိုလေးပါ